ကျွန်တော်အခုဆိုရင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကောင်းများနဲ့အတူအလုံးပေးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်မြန်မာနိုင်ငံမှာဖိုက်ပွားနေတဲ့အကြောင်းနဲ့ပတ်သက်လို့နေ့စဉ်တောင်းထူးတောင်းကောက်တွေကိုတန်ဆာပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်တာပြီဖို့တောင်းဆိုချင်ပါတယ်တိုင်းသားဒေသစစ်မြေပြင်အနီးတနေရာကနေပြည်သူပေးရတဲ့တာဝန်တွေကို တဆောင်းသမျကြည်ပင်စွာထမ်းဆောင်ရင်းလူဦးတော်လိုင်းရေးအတွက်အားတစက်နိုင်ငံသားကောင်းတူသမိုင်းပြည်တော်ဝန်ထမ်းဆောင်နေသောနိုင်ငံသားတူအဖြစ်ဆောင်ရွက်နေပါတယ်ဒီကနေ့ပြည်သူကိုပြင်ပြဂျင်နာရီရှိလို့တည့်ရထုတ်လင်းခြင်းဖြစ်ပါတယ်ဒီကနေ့19ရက်20ရက် ရက်နှစ်ရက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်မြေဥတော်လိုင်းရေးရဲ့သမိုင်းတစ်လျှောက်၄နှစ်ကျော်ကာလသမိုင်းတစ်လျှောက်မှာထူးခြားပြောင်မြောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ထူးထူးခြားခြားအသိမှတ်ပြုလေးစားဂုဏ်ပြုကြရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ရက်ကဆိုရင်တောင်ငူလေတပ်စခန်းဌာနချုပ်ကိုဖြစ်ဖြစ်ရရော့ တာဝေးပြစ် short dive ဒုံးနေနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့ဖက်စစ်တော်လိုင်းရေးတပ်ဖွဲ့တွေတန်တောင်ကြီးစစ်ခြေဆိုင်စခန်းကို short dive ဒုံးနေနဲ့ထိတိယောက်တိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်မှုသတင်းတွေနဲ့အတူမနေ့တုန်းကကြားသိရတဲ့ KIA ကချင်းလွတ်မြောက်ရေးတပ်တော်ပြည်သူ့သူရဲကောင်းတွေရဲ့ဖက်စစ်အကြမ်းဖက်လီတက်ရဟရင်၃စီးတဲက၂စီးကို ြစ်ချတိုက်ခိုက်နိုင်ခဲ့တဲ့ဝမ်းမြောက်ဂူယွပွဲသတင်းတွေဟာပြည်သူတိုင်းသားအလုံးအတွက်ပျော်ရွှင်မှုတွေကျေနပ်မှုတွေဂုဏ်ယူဂုဏ်ပြုမှုတွေနဲ့အတူငါတို့တွေအလုံးစစ်ကြုံဘွားကလွတ်မြောက်ဖို့လုံးဝနီးကပ်သွားပြီးပေချာတာကတော့တေချာနေပြီလုံးဝနီးကပ်လာနေပြီ မကြခင်ငါတို့နိုင်ငံဟာဖက်စစ်လူသက်အာဏာရှင်စနစ်အောက်ကနေအပြီးတိုင်လွတ်မြောက်ပြီးတိုင်းသားအလုံးပေါင်းစုရည်စူး ျိုးပန်းနေတဲ့ Federal Democracy လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အစ်မှာပျော်ရွှင်ငြိမ်းချမ်းစွာလူဖြစ်ခွင့်ရတော့မှာပါလားဆိုတဲ့တေချာမှုတွေဟာကျွန်တော်တို့နိုင်ငံသားအလုံးအတွက်သွေးစု노ကြွเนาะတော်နွေးတော်လိုင်းရင်းမှာပန်းလျာနွမ်းလျာခဲ့တာတွေကနေအပန်းဖြေလီဖြစ်လာခဲ့ပါတယ်ဆက်ထမ်းပါပဲကြည့်မယ်ဆိုရင်ဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးဟာဥပမာဆိုရင်ကချင် ကရင်နယ်စပ်မှာရှိတဲ့နှစ်ပေါင်း၄560ထိုင်ခဲ့တဲ့စစ်စခန်းကြီးတွေရခိုင်ရခိုင်1980ကျော်ကာလတုန်းကဆိုရင်လာတပေါင်းလာနဲ့ချီပြီးတော့တိုက်ခိုက်တင်ပိုက်ရအောင်မလွယ်ခဲ့တဲ့တပ်စခန်းတွေဟာဆိုရင်အခုဟာနိုင်ပိုင်းနိုင်ဝက်ဒီလောက်နဲ့ပဲတပ်စခန်းတွေတစ်ခုပြီးတစ်ခုဖက်စစ်တပ်ကစွန့်ခွာထွက်ပြေး နော်ထိုင်းထိုင်းနေစကစကန်းနေဆိုရင်သူတို့ဝင်တိုက်ပြီဆိုတော့လက်နက်တွေကိုအိမ်သားချင်းတွေညီကြီးတွေမြုပ်ချက်ချင်းထိုင်းဘက်ကိုထွက်ပြေးစကန်းတွေတစ်ခုပြီးတစ်ခုစကန်းတွေဆိုတဲ့နေရာမှာစကန်းကြီးတွေဒီဟွာမြောက်စကန်းကြီးတွေတစ်ခုပြီးတစ်ခုစွန့်ခွာထွက်ပြေးနေတဲ့ဖက်စစ်တပ်သားတွေရဲ့မြင်ကွင်းတွေဟာလက်ရှိဖက်စစ်အကြမ်းဖက်တပ်ထဲကအုံနောက်ညံနေသူတချို့ကြွေးကြော်နေတဲ့ငါတို့စစ်တပ်ကြီးကဘယ်တော့မှမပြိုကွဲနိုင်ပါဘူးတရုတ်နဲ့ရုရှားတို့လိုကမ္ဘာအင်အားကြီးနိုင်ငံတွေကထောက်ကူပြုထားတဲ့ငါတို့ ကြီးရည်လေခင်မီစစ်တပ်ကြီးကဘယ်တော့မှမဆုံးနိုင်ဘူးဆိုတော့ကျွေးကြော်တန်တွေဟာတဲတဲရည်သွန်အချီးနီးဖြစ်လာခဲ့ပြီလို့တက်တည်ဖြစ်ပါတယ်ဘလောက်ပဲအင်အားကြီးကြီးဘလောက်ပဲကြီးရည်လေစစ်တပ်ကြီးကိုပိုင်ထားပိုင်ထားဘလောက်ပဲနိုင်ငံတရားစရာကိုထင်းသလိုအသုံးပြုခွင့်ရှိရှိဘယ်လောက်ပဲမိစာကပအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုကိုရရပြည်သူတွေရဲ့ယုံကြည်ထောက်ခံမှုမရရင် ဒီဖက်စစ်အကြမ်းဖက်တပ်ဟာအချိန်တိုတိုးတင်းမကြခင်ပြူကွဲတော့မှာဖြစ်ပါတယ်အခုဆိုရပိုင်းတော်တွင်တောင်မူလီတပ်ဆိုရင်တိုက်လင်နှစ်စီးနဲ့အထက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းအခုရိုင်းရင်နှစ်စီးနှစ်စီးအနက်ကတစီးကိုမီးလောင်ပြာကျနေတဲ့ပုံလူမှုကွန်ရက်တွေမှာပြန့်နှံ့လာတဲ့အနေအထားကိုကြည်ကျင်းအားဖြင့်ဖက်စစ်တပ်ဟာသူတို့ရဲ့နောက်ဆုံးစွမ်းဆောင်ရည်ဖြစ်တဲ့လေတက်ကဲစွမ်းဆောင်ရည်ဟာတဖြည်းဖြည်း ဆုပ်ယုပ်ကြဆင်းထိခိုက်နေပြီဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ထိုဒီဒီချိန်ထဲမှာပဲလေတက်ကပိုင်းလော့တွေလေတက်ကလူသက်သမားတွေရဲ့မိသားစုတွေကိုပါမကြံပြည်သူတရက်လုံးကအော်နှလုံးနာယွန်ရှာမုန်တီးပြီးဖက်စစ်လေတက်ကအဆက်နွယ်လို့ကြားသိရတာနဲ့တင်တွေ့ရတင်ချိုင်းဒါမဆိုင်กว่าလို့ကြွေးကြော်တဲ့နေညံပွက်လာတာဟာလည်းပဲဖက်စစ်လေတက်ရဲ့ဒီနေ့ရောမနေ့ပြန်အနာဂတ်အတွက်ပါ လုံးဝမကောင်းတော့တဲ့လက္ခဏာဖြစ်ပါတယ်ဒါပါလဲပြည်သူဗန္ဒာနဲ့ပြည်သူကိုကာကွယ်ဆောက်ရှောက်ဖို့ဝေယူထားတဲ့အစွန်မြင့်လေးတက်လေးရင်တွေလက်နက်တွေကိုဖက်စစ်အကြမ်းဖက်လူသက်စစ်ဘိုလ်တစုကောင်းစားရေးအတွက်ပြည်သူတရားလုံးကိုရဲဆက်ဆက်တပ်ဖြတ်နေတဲ့အတွက်ကြောင့်လူသက်သမားတို့ရဲ့နောက်ဆုံးတွားရလမ်းအားလုံးဆံမြန်းကြရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီကနေ့တက်လာတဲ့ဗမော်ဘက်က ရရင်၃စီးနဲ့နော် ARD မြကန်းတစ်ဘေးကတောင်ကန်းတနေရာမှာစစ်ကူလာပို့တဲ့မြင်ကွင်းလေးကိုပဲကျွန်တော်ဖြန့်တွက်သုံးသပ်ပြီးတော့လက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးဗယုံမင်းအခြေအနေကိုတင်ပြရင်ပြည်သူ့ကာကွယ်တပ်တွေကိုမင်းကိုနိုင်လဲမကြမကြခင်ကပြောပြီးပြီးကာကွယ်ရေးဝန်ကြီးလဲမကြခင်ကပြောပြီးပြီးအထွေထွေထိုးစစ်ကြီးစတင်တော့မယ်ဆိုတဲ့ပေါင်းစုညီညွတ်မှုတိစောက်နိုင်စွမ်းနဲ့အကြောင်းလဲပြသပြီးပြီးဖြစ်တာမို့လို့ ပြိုကွဲတော့မဲ့ဖက်စစ်တိုက်ရဲ့နောက်ဆုံးအခြေအနေကိုမနေ့တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ရှင်းပြီးကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ကန္နာလေးပါတရားရုံးမြေကန္နာလေးတစ်ခုရဟန်းရင်စင်းကွင်းရယ်လို့တတ်တတ်မတ်မတ်ပြင်ဆင်မထားနိုင်သေးတဲ့ကန္နာလေးတစ်ခုဘာကြောင့်ပြင်ဆင်မထားနိုင်သေးလဲကျွန်တော်ပြောလဲဆိုရင်ပထမဆုံးရဟန်းရင်စင်းလာတဲ့အချိန်မှာတွေ့ပါလိမ့်မယ်ဘေးနားမှာသွမိုးပိုင်းတွေလိုမျိုး plastic အပိုင်းတွေလိုမျိုးအပိုင်းတွေလွင့်ပြန်ပြီးတော့ဖြူဖျင်းနဲ့ပြန်ပြန်လွင့်ပြန်တက်နေတာကိုကြည်ချင်းအဖြစ်ဒါဟာ ယဟန်ယင်ဆင်းမဲ့ကွင်းတစ်ခုအဖြစ်တော်စနစ်တကျပြင်ဆင်နိုင်ဇမန်ပြင်ဆင်နိုင်တဲ့အချိန်မရှိတော့ဘဲတွေ့ရကွင်းပြောင်တွေ့ရလေကွင်းမှာယဟန်ယင်၃ဆင်းနဲ့ဂမန်ကနန်လာပြီးတော့အထုပ်တွေရိတ်ခါတွေလက်နက်ခဲယမ်းတွေကိုပြစ်ချဒဏ်ရတဲ့လူနဲ့ထွက်ပြေးမဲ့လူတွေကိုကယ်ဆယ်ဖို့ဥပမာပြောရရင်တော့ဖလော်ရိုင်းသမ္မတမာကိုစ်တို့လက်ထက်ကနော်ယဟန်ယင်နဲ့ကတော်ကမျိုးအလူရဲ့ပြေးနေတဲ့ရုပ်ရှင်တွေတွေ့ရပါလိမ့်မယ်နောက်ဆုံးရှုံးတော့မဲ့ ရှုံးနေတဲ့အချိန်မှာရဟန်းကြီးကလာကယ်ထုတ်ချက်ချင်းတက်ကုန်မလားအလူရဲ့ပြေးတဲ့အဲ့ဒီပုံစံမျိုးပဲအခုလည်းပဲစနစ်တကျပြင်ဆင်ထားခြင်းမရှိသေးတဲ့ကာနာတကုံပထမဆုံးရဟန်းကြီးကဆင်းလာတယ်ဆင်းလာတဲ့အချိန်မှာအစင်းသစ်စောင့်နေတဲ့ထွက်ပြေးတော့တဲ့ဖက်စစ်တပ်သားတွေကအလူရဲ့ပြေးပြီးတော့ရဟန်းကြီးကိုပြစ်တဲ့နေကြတဲ့အချိန်နော်ပြစ်တဲ့သွားပြီပထမရဟန်းကြီးတက်တယ်အဲ့ဒီမှာဒုတိယရဟန်းကြီးထပ်ဆင်းလာတယ်ပထမရဟန်းကြီးကပြန်တက်ပြီအဲ့ဒီပထမရဟန်းကြီးစပြီးတော့ပြန်တက် တဲ့အချိန်မှာပဲပထမဆုံးဘုံသီးတွေကြာတာကိုတွေ့ရပါလိမ့်မယ်လော်လိုင်းတပ်ဖွဲ့တွေကနေကျဲချတဲ့ဘုံတော်လကောင်းတာဝေးပြစ်တော်လကောင်း RPG အနီးကပ်ပြစ်တဲ့ RPG တော်လကောင်းတစ်ခုခုရဲ့ပြစ်ခတ်မှုကြောင့်ပထမဆုံးရဟန်းရင်စပြန်ပြီးတော့တက်တဲ့အချိန်မှာပဲသူ့ရဲ့အနောက် guide 100ကျော်200ခန့်အကွာမှာထပ်ပေါက်ကွဲတာတွေ့ရပါလိမ့်အချိန်မှာဒုတိယရဟန်းရင်ကဆင်းလာပြီကတော့ကမျိုးပြေးလာပြီးတော့အပြေးတက်ကြတယ်နော်အပြေးတက်ပြီးတော့ရဟန်းရင်မြေကြီးမှာရောက်ပြီးတော့ပြေးတက်နေတဲ့အချိန်မှာပဲ တတိယရဟန်းရင်ကပြန်ဆင်းလာပြီးတော့ပထမရဟန်းရင်ရက်ခဲ့တဲ့နေရာနားလေးမှာဝဲပြီးအထုပ်တွေသူပြစ်ချတယ်နောက်ကပြစ်ချပြစ်ချပြီးသူမြေကြီးပေါ်မဆင်းရသေးခင်မှာပဲသူ့ရဲ့တောင်ပန်နားလေးမှာအပေါ်ဒီ propeller အာဒီနားလေးပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီးတော့သူဟာထိခိုက်သွားတယ်ထိခိုက်သွားတဲ့အချိန်မှာအဲ့ဒီရဟန်းရင်ဟာအထုပ်တွေပြစ်ချရုံမဲ့ပြစ်ချနိုင်ခဲ့ပြီးတော့လူသူ့လူပေါ်ကလူလည်းမချနိုင်ဘူးထပ်လိုက်မဲ့လူလည်းမတင်နိုင်မဲ့သူချက်ချင်းပြန်တက် တန်တဲ့အချိန်မှာပဲဒုတိယယဟန်ယင်ကသူ့ရှေ့တွင်ပဲတတိယယဟန်ယင်ရဲ့ဒလက်တွေကိုဘုံထိသွားပြီဆိုတော့တွေ့တော့သူလည်းပဲချက်ချင်းမှပြန်တက်တယ်ပြန်တက်တဲ့အချိန်မှာကျွန်တော်ကကြည့်နေတာဟာအဲ့ဒီဒုတိယယဟန်ယင်ကသူ့နောက်မှာတက်နေတဲ့လူတွေအထုပ်တွေကိုပြီးစီးအောင်မတင်နိုင်ဘူးအတင်းပြန်တက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တေးချာချက်ကြည့်တော့သူ့ဘော်ကိုတက်နေတဲ့စစ်သားတွေကိုကန်ချနေတာတွေ့ရတယ်တွေ့ပါလိမ့်မယ်တေးချာကြည့်ဒုတိယယဟန်ယင်အတင်းအလူရဲ့ပြန်တက်တဲ့အချိန်မှာ နောက်ပေါ်ကနေပြီးတော့သူ့ပေါ်အတင်းအလူရက်တက်နေတဲ့စစ်သားတွေကိုကန်ချလို့အနည်းဆုံး၄ရောက်နဲ့အထက်ပြုတ်ကျနေအောင်တွေ့ရပါလိမ့်မယ်ဒီဒီအခြေအနေတွေကိုကြည်ချင်းအားဖြင့်ဖက်စစ်အကြံဖက်တက်နေလေးတက်နဲ့ကြီးတက်ဟာဘလို့မှပေါင်းစည်းလို့မရနိုင်တော့ဘူးအခါအခွင့်တင့်လာရင်ကြီးတက်ကကောင်တွေကိုလေးတက်ကကောင်တွေကပညာပေးမယ်အခုလိုရဟရင်ဘောကစောက်ကန်ချခံရတာတွေမကြခင်ဆက်လက်ဖြစ်ပေါ်လာမယ်ဒုနည်းတူသာပဲရဟရင်မောင်းနဲ့ပိုင်းတော့ဆိုတဲ့ကောင်တွေအခုမျိုးထက်အောင်လို့ လူသက်ကောင်တွေမီးလောင်ကျွမ်းပြကြပြီးတော့ပြည်သူရဲ့เนาะတစ္ဆာတွေစူးရှတယ်ပြည်သူတစ္ဆာပေါ့တို့သွားရလမ်းလူသက်ကောင်တို့သွားရလမ်းမီးကျိုးနဲ့ body တွေဖြစ်မကြခင်ဆက်လက်မြင်တွေ့ရမယ်ဒါဒီလိုချိန်တွေကိုကြည်ချင်းအဖြစ်เนาะဒုတိယယဟန်ရင်ဘဝနေကန်ချတဲ့အချိန်မှာလေးယောက်နဲ့အထက်ဟာပြုတ်ကျပြုတ်ကျပြီးတော့ချက်ချင်းအတော်ကမျိုးထပြီးထွက်ပြေးသူတို့ရဲ့မနေ့တော်မှာဖြစ်တဲ့မြင်ကွင်းတွေကိုကြည်ချင်းအဖြစ်ဩတစ္ဆာပေါ့တို့သွားရလမ်း နောက်ဆုံးတော့ဒီစခန်းမဲမြန်းရတာပါလားအလူရဲ့ခွေးပြေးဝက်ပြေးတေပြေးရှင်ပြေးထွက်ပြေးနေကြတဲ့ဘဝရောက်ကြရှာပါလားဟမ်ငါတို့ဘယ်တော့မှမပြိုကွဲနိုင်ပါဘူးဆိုတော့နိုင်ငံတော်အစ်စ်ရှိတဲ့စစ်တပ်ကြီးဟာတစ္ဆေပေါ့တို့တွားရလမ်းအတိုင်းအခုဆိုရင်တစတဲ့တစပြိုကွဲနေပါဘို့လားကျွန်တော်ဒါကိုစစ်သားဟောင်းတယောက်နေနဲ့သုံးသပ်ပြီးတော့မပူပါနဲ့ မင်းတို့တွေဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးမရှိတော့လို့နိုင်ငံပြိုကွဲသွားမယ်ဆိုတော့မင်းတို့ဖက်စစ်ဗိုလ်ချုပ်တွေရဲ့ဝါရမိုင်းအောင်မှာမင်းတို့မပူပါနဲ့မင်းတို့ဖက်စစ်တပ်ကြီးမရှိတော့တဲ့အချိန်အရှင်သင်အစားထိုးနေရာဝင်ယူနိုင်တဲ့ပြည်သူကာကွယ်ရေးတပ်တွေဟာအခုစနစ်တကျတဖြည်းဖြည်းတဖြည်းဖြည်းဖြူဟာမြောက်တမအဆင့်စုဖွဲ့ပြီးပြင်ဆင်အဆင့်ဖြစ်နေပြီးအထွေထွေထိုးစစ်ကြီးလည်းစတင်တော့မယ်လို့ကြေညာပြီးဖြစ်တယ်အဲ့တော့ အထွေထွေထိုးစစ်ကြီးတော့မစားသေးဘူးခွေးပြေးဝက်ပြေးပြေးနေကြတဲ့မင်းတို့ရဲ့အခြေအနေတွေကိုကြည့်ပြီးအခုမင်းအောင်လာဟာဆိုရင် သူအားကိုတဲ့တရုတ်ဒိုမီနီရှီချင်းဖြင့်တကယ်တော့နောက်တစ်ချိန်မှာຫນွေဦးတော်လိုင်းရဲ့အကြောင်းတမိုင်းတင်ကြားတိုင်းညက်ရီဝိုင်းရမယ်ဆိုရင်ရှီချင်းဖြင့်နဲ့မင်းအောင်လိုင်းဆိုတဲ့နှစ်တွဲကိုဘယ်တော့မှကျွန်တော်သားစီမြေးဆက်မေ့ကြမှာမဟုတ်ဘူးအဲ့တော့မင်းအောင်လိုင်းဟာသူအားကိုတဲ့ရှီချင်းဖြင့်သူအားကိုတဲ့ပူတင်အခုဆိုရင် ်ပူတင်ရုရှားအမေရိကန်ရဲ့ဝိုင်းပတ်ပိတ်ချုပ်ပိတ်ဆို့ထိန်းချုပ်မှုအနေထားကြောင့်မဖြစ်မနေစစ်ဆက်ညီနိုင်ရေးနဲ့ယူကရိန်းစစ်ရပ်တန့်ဖို့ရည်လှုပ်လာရပြီပူတင်ကိုဥရောပကကောင်းကောင်းပညာပေးတာခံရပြီးပူတင်ဘလုံးမနလမထူနိုင်တော့ပဲတရုတ်ကလက်ခစားတရုတ်ရဲ့အခိုင်းအစီခံဘဝကိုရုရှားနိုင်ငံကြောက်ရွံ့သွားခဲ့ပြီဖြစ်တယ်ဒီချိန်မှာပဲတရုတ်ကိုကုံသွဲစစ်ပွဲနဲ့တကွတရုတ်ကြိုးပမ်းမဲ့ ကမ္ဘာပတ်လွှမ်းခြုံမဲ့သူရဲ့စီမံကိန်းတွေကိုအမေရိကန်နဲ့ကမ္ဘာနိုင်ငံကြီးတွေကဝိုင်းပတ်ပိတ်ဆို့ပြီးတော့တရုတ်ရဲ့မိတ်ဆာကွန်မြူနီဝါဒကိုတင်းသက်ဖို့ကြိုးပမ်းလာတာဟာအခုဆိုရင်ကာတာ UAE အရှေ့လေပိုင်းเนาะအခုအီရန်ကိုနောက်ဆုံးမျက်စပစ်ထားပြီးမကြာခင်မှာအီရန်ငြိမ်ဝှက်သွားပြီဆိုတာနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်နဲ့အိန္ဒိယသမုဒ္ဒရာတခွေမှာဖြန့်ကျက်လာမဲ့ ကမ္ဘာစစ်အင်အားတွေဟာကွန်မြူနစ်မိစ္ဆာဝါဒကိုအရှိတောင်အာရှကနေတင်းတပ်ဖို့ကြိုးပမ်းလာတော့မယ့်အနေအထားဖြစ်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းဟာလည်းပဲကွန်မြူနစ်နှုတ်သက်ခံဆိုနေရတဲ့ဖက်စစ်ကွန်မြူနစ်အာဏာရှင်စနစ်နဲ့အသက်ရှင်နေရတဲ့အနေအထားကနေနောက်ဆုံးညီကုန်းချွတ်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကဖက်စစ်ကွန်မြူနစ်ရဲ့နှုတ်သက်ခံဆိုနေတဲ့လူမျိုးသားတိုင်းတစ်ပါးသားတို့ရဲ့ဩဇာခံ အာဏာရှင်စစ်တပ်စစ်ဘုစစ်သားတွေအဖြစ်ကိုယ်နိုင်ငံသူနိုင်ငံသားတွေကိုပြန်တတ်နေကြရတဲ့လူသက်သမားအလုပ်ကိုလုပ်နေကြတဲ့စစ်သားတွေကိုကျွန်တော်ပြောချင်တာဖြစ်တယ်မင်းတို့မကြခင်ပြိုကွဲတော့မယ်မင်းတို့မကြခင်စီးရီးယားကအာဆတ်ရဲ့စစ်တပ်လိုမျိုး ဖြစ်သိမ်းခံရတော့မယ်မင်းတို့မကြခင်အာဆတ်လီနဲ့ထွက်ပြေးသလိုမျိုးမင်းအွန်လိုင်းလီနဲ့ထွက်ပြေးတဲ့ခါမှာကူရမဲ့ကေရမဲ့ပေါင်မြင်လွတ်တဲ့ခွေးပမာ သခင်ပျောက်တဲ့ဘဝနဲ့မင်းတို့အတိဒုက္ခရောက်ကြတော့မယ်အဲ့ဒီအချိန်မှာတိုင်းသူပြည်သားတရက်လုံးဟာ၄နှစ်ကျော်အန်ကျိတ်ငုံခံခဲ့ရတဲ့နာကြီးလုံးတဲ့အခြေအနေတွေကနေမင်းတို့ဘလို့မြေဝန်းနဲ့ပြည်သူတွေကိုပြန်ကြည့်မှလဲမင်းတို့တွေကိုလာကာပြစ်ပေးမဲ့လေရင်မရှိတော့တဲ့ဒီနေ့မင်းတို့ရဲ့စိန်မြောင်းတွေမင်းတို့ရဲ့အမြောက်တွေမှာဖက်ပြရမယ်ဘုံစံတွေမရှိတော့တဲ့ဒီနေ့မင်းတို့တွေအားကိုယုံကြည်ရတဲ့ ဖက်စစ်ဘိုလ်ချုပ်တွေလီရင်နဲ့ထွက်ပြေးသွားတဲ့တနေ့မင်းတို့မိသားစုတွေနဲ့မင်းတို့အဆက်အသွယ်ပြတ်တော့ပြီးမိဘတို့နော်နာကြီးမုန်းတီးမှုနဲ့မြေဝန်းမြေဝန်းပိုင်ရှင်ပြည်သူတရားလုံးကမင်းတို့တွေကိုဝိုင်းပတ်ပြီးတော့ရရလက်နဲ့ကင်ဆွဲပြီးမင်းတို့ရှီကိုတရွရွပွရစိတ်အုံပမာဝိုင်းအုံချီးကပ်လာတဲ့တိမင်းတို့ ဘလို့အနေထားနဲ့အသက်ဆက်ရှင်ဖို့ကြိုးစားမှလဲအခုကလေးကစဉ်းစားထားကြပါအဲ့တော့ဖက်စစ်ကျမ်းဖက်ကြီးရည်လေးတက်ကြီးကိုဖြိုဖျက်ပြီးတော့စနစ်ကျနာတဲ့ professional ပြည်တော်စု federal ကာကွယ်ရေးတပ်တော်ကြီးတွေမကြခင် ပေါ်ပေါက်လာတော့မှဖြစ်တယ်ပေါ်ပေါက်လာမဲ့ပြည်သူ့ကာကွယ်ရေးတပ်တော်ကြီးတွေဟာမိစ္ဆာရုရှားတို့မိစ္ဆာတရုတ်တို့ရဲ့ထောက်ခံမှုနဲ့ပေါ်ပေါက်လာတာမဟုတ်ဘဲနဲ့ ပြည်သူတိုင်းရင်းသားတရက်လုံးရဲ့ယင်းနှစ်သေးချာတားယရနာသူရဲကောင်းများနဲ့စူးစီးဖွဲ့စည်းထားတာမို့လို့ပြည်သူတရက်လုံးရဲ့ယုံကြည်အားထားမှုကိုရရှိပြီးပြည်ဆောင်စုတရက်လုံးမကြခင်မှာငင်းချမ်းตายာပျော်ရွှင်လာပါလိမ့်မယ်ဖက်စစ်ကင်းစင်တဲ့ဒီနေ့ပြည်ထောင်စုတရက်လုံးအုံအုံထနိုင်ငံတော်သိတိဆောက်မှုလုပ်ငန်းစဉ်တွေကိုစတင်ကြပါလိမ့်မယ်။ဒါကြောင့်ဖက်စစ်တပ်ပြိုနေပြီ ဖက်စစ်တပ်ကိုအစားထိုးဖို့ပြည်တော်စုနိုင်ငံသားအားလုံးဝန်းရံကြိုးစားပြီးနိုင်ငံတော်တစ်ကို မကြခင်ထူထောင်ကြပါစို့လို့တိုက်တွန်းလို့ဆိုလိုက်ပါတယ်ပြည်သူတရားလုံးတောက်ခံတော့ပါမကြခင်ကျွန်တော်တို့အားလုံးအတူတူအောင်းလန်းလှိထူကြမယ်